္ဂလာပါ။ဆယ်လီစီးတီးစီစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမဂျူချန်ကတင်ဆက်ပေးသွားမှာပါ။ဒီတစ်ခေါက်မှာတော့အောင်မြင်လာတာနဲ့အမျှတယောက်တည်းနေခြင်းကြောင့်ရှင်ပွင့်ခဲ့တဲ့ Lady Gaga ။တရုတ်ဆောင်ညံနေလို့ဝေဖန်မှုကိုပြန်လဲတုတ်ပြန်ခဲ့တဲ့မင်းသမီး Alexandra De Dario လူတပ်ဖို့ကြံစည်မှုနဲ့အထင်းသိမ်းခံခဲ့ရပြီးမဲ့ချက်ချင်းပြန်လှုပ်ခဲ့တဲ့ဝမ်တလူ။အရေးချင်းဆိုတော့အသက်နဲ့မဆိုင်ကြောင်းတတ်သိပြခဲ့တဲ့အသက်၁၈နှစ်အရွယ်နီတန်ချီကို ကလေးချက်တက်ပေမဲ့ကလေးရူဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးဆိုတော့ Jeep Picatra Snow White Musical မှာပါဝင်ထားတဲ့ Suzy ထွက်ပေါ်နေတဲ့သတင်းတွေအပေါ်ပြန်လည်ဖြေရှင်းတာမရှိသေးတဲ့မင်းသား Kim So Hon အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်သွားမှာပါရှင် ကဘာကျော်အစိုးရလေဒီဂါဂါဟာသူမရဲ့အနာဂတ်အကြောင်းကိုမေးမြန်းတဲ့အခါမှာတော့သူမဟာအောင်မြင်မှုထက်တဦးတယောက်တည်းသတိသက်သက်အထီးကျန်စွာပဲနေထိုင်သွားခြင်းပြီးတော့ဆိုတဲ့အကြောင်းကိုဖွင့်ဟပြောကြားလာခဲ့ပါတယ် တကယ်တော့ကျွန်မအထင်းကျန်ရတဲ့ဘဝမှာနေထိုင်ဖို့စိတ်ဝင်စားမိပါတယ်။တယောက်တည်းကိုပိုင်အချိန်ကုံဆုံးရင်ငါကလုံလောက်တယ်ဆိုတဲ့အတွေးလေးနဲ့ရှိနေရတာသိကိုကောင်းတာပဲ။ကျွန်မဒီအကြောင်းအရာကိုကျွန်မကိုကျွန်မငယ်ရွယ်နေတဲ့အချိန်မှာပြောပြနိုင်ခဲ့ဖို့ဆုတောင်းမိတယ်။ကျွန်မငယ်ရွယ်စဉ်တုန်းကဆိုရင်အချိန်တော်တော်များများကိုတယောက်တည်းတချင်းရေးရင်ကုံဆုံးဖြစ်ခဲ့မိတယ်။ဒါပေမဲ့ကျွန်မပိုအောင်မြင်လာလေနေလုံးနေတာကအဆင်ပြေတယ်လို့ဘေးကနေလိုက်ပြောပေးနေမဲ့လူတွေပိုလိုအပ်လာတယ်လို့ခံစားရလေဖြစ်လာတယ်။ ျမကအောင်မြင်မှုအတွက်တိတ်ကိုဝမ်းသာတာပေါ့ဒါပေမဲ့ကျမဒီနေ့အောင်မြင်နေသလိုမအောင်မြင်ခဲ့ရဘူးဆိုရင်လေကျမ session နဲ့တုန်းကလိုမျိုးတခြား artist တွေနဲ့လူမသိသူမသိမထင်မရှားကောင်မလေးအဖြစ်အမှုပညာတွေကိုဆက်ဖန်တီးဖြစ်နေမှာပါဘာလို့ဆိုရင်ကျမက Hollywood မှာအချိန်သိပ်မဖြုံးပါဘူးစူပီးပွဲတွေရဲ့ red carpet တွေအထက်ကျမရဲ့ပုံစံကြောင့်အဲ့လိုထင်ရပေမဲ့တကယ်ဆိုကျမကအိမ်မှာအလွတ်လောက်ရတာသဘောကျပြီးအဲ့ဒါကကျမကိုတကယ်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အရာပါလို့ပြောကြခဲ့ပါတယ် လေဒီဂါဂါဟာလူငယ်တွေတော်တော်များများအားကြအတူယူရတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင်အမဲလိုလိုရောက်ကရှာမင်းမရှာနဲ့လိန်ပြောင်းလဲခွဲစိတ်ထားတဲ့ transgender တွေရဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီး speak up လုပ်ပေးလိရှိတဲ့အမှုပညာရှင်တစ်ယောက်ပါအခုခါမှာလေ trans people တွေဒီကဘာမှာကြုံတွေ့နေရတဲ့ဖိနှိပ်ဆက်ဆံခံနေရတာတွေကသူတို့အတွက်လုံးဝကိုမတရားသလိုအဲ့ဒီလောက်ရက်တွေကမမှန်ကန်နေပါဘူး ဲ့ဒီလိုအကြမ်းဖက်မှုကသူတို့ရဲ့နေစဉ်ဘဝမှာနေရာယူဖြစ်ပျက်နေတာမို့ကျမတို့တွေအားလုံးသူတို့လေးတွေကိုကူညီဖေးမဖို့အလိုအပ်တယ်လို့ကျမတို့မြင်နေ Trans people တွေဟာအကူအညီဖေးမခံရဖို့အချက်ခံရဖို့ကာကွယ်မြှင့်တင်ပေးခံရဖို့ထိုက်တန်တဲ့သူတွေဆိုတာကိုသိထားပါမယ်လို့ပြောကြားခဲ့ပါတယ်လေဒီဂါဂါဟာလက်တလုံးမှာ Milhan Album ကိုထွက်ရှိထားပြီးတော့သူမရဲ့ Album ဟာ Global Spotify Chart မှာပထမရက်နားဆင်မှု45.3 million stream နဲ့ပွဲဥထွက်ခဲ့ပါတယ် အယ်ဘန်ထဲမှာပါဝင်သမျှတခြင်း14ပုတ်စလုံးကလည်း Global Spotify Chat ထဲမှာဝင်ရောက်ခဲ့ပါရရှင်အလက်ဇန်ဒရာဒေတာရီယိုကိုအင်တာဗျူးတစ်ခုမှာသူမနဲ့ပတ်သက်ပြီးတော့အမြဲထွက်ပေါ်နေတဲ့အဆိုးရွားဆုံးကောလာဟလကဘာလဲလို့မေးမြန်းခဲ့ပါတယ်။သူကကျမကတရုတ်ဆောင်ညံ့နေဆိုတာပါပဲလို့ဖြေကြားခဲ့ပါတယ်။ ကျမတရုတ်ဆောင်မညံပါဘူး။ကျမရဲ့တရုတ်ဆောင်စွမ်းရည်ကိုအပြည့်အဝမဖော်ပြနိုင်တဲ့ဇလန်တချို့မှာပါဝင်မိခဲ့ရုံမှာ။ Okay လား။ Writer နဲ့ဆင်ညွန်းကအတိတ်ကပဲလေ။တချို့ဇဝင်ခန်းတွေမှာမီးအလင်းအမှောင်မကောင်းတာမျိုးရှိပေမဲ့ကျမကတရုတ်ဆောင်ညံတာမဟုတ်ပါဘူး။ကျမက Emmy Award The Garden စီးရင်မှာဝင်ထားတာလေ။ဘလို့လုံပြီးတော့အဲ့ဒီလိုဖြစ်လာတဲ့ထင်လဲဆိုပြီးတော့ပြန်လဲချိပါခဲ့ပါဗျ။ ဒေတာရီယိုဟာ Mike White ရဲ့နာမည်ကျော် HBO ဇလန်တွဲ The White Lotus ရဲ့ Season 1မှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ဇလန်တွဲတွေအတွက်ပေးတဲ့ Emmy Award ဆုပေးပွဲမှာအကောင်းဆုံးအမျိုးသမီးဇက်ပိုဆုအတွက် Emmy စကားတင်ဆက်ရင်းဝင်ခဲ့ပါတယ်သူဟာ The White Lotus Season 1မှာခင်မွန်ဖြစ်သူ Jake Lazy နဲ့သူ့ရဲ့မိခင် Molly Shannon တို့ရဲ့အပြုအမူတွေကြောင့်အပန်းဖြေခရီးမှာစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့သတင်းတောက် Rachel Patton အဖြစ်သရုပ်ဆောင်ခဲ့တာပါ ဒေတာရီယိုဟာ The White Lotus ပြီးတဲ့နောက် AMC ရဲ့ထိတ်လန့်သဲဖို့ဇလန်တွဲ Mayfair Witches မှာအဓိကသရုပ်ဆောင်အဖြစ်ဇက်ဆောင်ပါဝင်သရုပ်ဆောင်ထားပြီး March 2ရက်နေ့က Season 2ဇက်သိမ်းပိုင်းကိုထုတ်လွှင့်ပြသထားပါတယ်။ဒေတာရီယိုရဲ့ Emmy စကားတင်စာရင်းဝင်ခဲ့မှုကသူမရဲ့သရုပ်ဆောင်စမရေးကိုတက်တည်ပြနှိပ်ပြီးတော့သရုပ်ဆောင်ညံ့နေဆိုတဲ့ကောလာဟလာတွေကိုခြေဖြတ်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်မင်းသားဝန်တက်လိုဟာတရုတ်နိုင်ငံပြည်မာကြီးမှာလည်းနာမည်ကြီးတဲ့မင်းသားတစ်ယောက်ပါထိုင်ဝမ်မှာစစ်မှုတံမိုးအတွက်တရုတ်ဝင်စာထွက်ထားပေမဲ့တင်းရှောင်နေခဲ့တဲ့အတွက်တင်းရှောင်မှုအဖြစ်သူ့ရဲ့ကိုပိုင်ပစ္စည်းတွေဖြစ်တဲ့ဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုပါတင်းဆဲခံခဲ့ရပြီးတဲ့နောက်ဖုန်းကိုစစ်ဆေးလိုက်တဲ့အခါမှာမနှစ်ကဧပြီလတုန်းကဖြစ်ခဲ့တဲ့မှုကင်းတစ်ခုကိုပါရှာတွေ့ခဲ့ပါတယ် ဝန်တလုဟာထိုင်ဝမ်ကိုပြန်ဖို့အတွက်လေးစိတ်သွားရမှာဥပါအငှားကားဝင်ဆောင်မှုကနေကားငှားစီးခဲ့ပြီးတော့အဲ့ဒီကားမှာ Tesla အမျိုးအစားဖြစ်ပြီးစီးနေတဲ့အချိန်မှာကားမောင်းသမားရဲ့အပြုမူမကောင်းဘူးလို့ခန်းစားရတဲ့အတွက်အခြေတင်ဖြစ်ခဲ့ပါတယ်။နောက်ပြီးဝန်တလုကားပေါ်ကဆင်းတဲ့အချိန်မှာတော့ပြုတ်ကျသွားတဲ့အတွက်ပြန်ကောက်ချင်ပေမဲ့ Tesla မှာကားတကားလက်ကင်မရှိတာမလို့ကားမှန်ပြတဲ့မောက်ကွန်ကြဲကြဲရိုက်ခဲ့ပါတယ်။ ဝန်တလူကဒီကိစ္စကိုမကျေနပ်တဲ့အတွက်ဂန်စတာတငယ်ချင်းတယောက်ကိုစေခိုင်းပြီးဥပါအချက်လက်တွေပြပြီးတော့ကားသမားကိုရှောက်ပွေကလက်စားထက်ချေခိုင်းခဲ့ပါတယ်။တငယ်ချင်းကလည်းကိစ္စကိုပြုလုပ်ပြီးတဲ့နောက်မှာပြုလုပ်ပြီးတဲ့အကြောင်းဝန်တလူကိုတက်သိနေတကွာပေးပို့အသိပေးခဲ့ပါတယ်။အဲဒီလိုပေးပို့ခဲ့တဲ့တက်သိတွေကိုပြန်တွေ့ရှိခဲ့တယ်လို့လူသားဖို့ကြံစည်မှုမြောက်ခဲ့တာဖြစ်ပါတယ်။ကိစ္စဖြစ်ပေါ်ပြီးပြီးချက်မှာကာသမကအမှုကိုတိုင်တန်းခဲ့ပေမဲ့တတ်တေမရှိတော့မလို့အမှုကရန်တက်ခဲ့ပြီးအခုမှတတ်တေတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် စစ်မှုရန်တင်းရှောင်မှုကနေစစ်မွားဖြစ်လာတဲ့လူသက်ဖို့သွေးတို့လှုပ်ဆောင်မှုခေါင်းစဉ်အောက်မှာထိမ့်သိမ်းခံခဲ့ရပြီးမဲ့အာမခံငွေထိုင်ဝမ်ဒေါ်လာ9သန်းနဲ့ပြန်ထွက်လာခဲ့ပါတယ်။ဒါအပြင်ပြန်ထွက်လာတဲ့သူ့ရဲ့ပုံစံကနောင်တရတာလုံးဝမရှိတဲ့မျက်နှာမျိုးဖြစ်တဲ့အတွက်မီဒီယာတွေကကားသမားကိုတောင်းပန်ခဲလာမေးမြန်းတဲ့အခါမှာလဲတစုံတရာပြန်လဲဖြေဆိုခြင်းမရှိခဲ့ပါဘူးရှင်။ သက်18နှစ်အရွယ်ဘောလိဝုဒ်မင်းသမီးနေတန်ချီဂူရာဟာ IIFA Award 2025မှာအကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုဆင်ရမထိတ်တန်းမင်းသမီးတွေဖြစ်တဲ့ယာမီကူတန်ကက်ထရီနာကစ်အလီယာဘတ်တွနဲ့အတူစကားတင်ဆိုင်ဝင်ခဲ့ပြီးတော့အကောင်းဆုံးအမျိုးသမီးဆက်ဆောင်ဆုကိုရရှိခဲ့ပါတယ်။နီတန်ချီကဒါရိုက်တာကီရန်ရာအိုရိုက်ကူတဲ့လာပါတာလေဒီဇက်ကာနဲ့အကောင်းဆုံးအမျိုးသမီးဆက်ဆောင်ဆုကိုရရှိခဲ့တာဖြစ်ပြီးအဲဒီဇက်ကာဟာနီတန်ချီအတွက်ဘောလိဝုဒ်မှာပထမဆုံးပွဲဥထွက်ဇက်ကာလေးဖြစ်ပါတယ်။ နီတန်ချီအခုလိုစူဂျီဆွတ်ခူသွားခဲ့တာကသူ့ရဲ့အမှုပညာလမ်းကြောင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပြီးတော့သူဟာ IIFA Award မှာအကောင်းဆုံးအမျိုးသမီးဇက်ဆောင်ဆိုရရှိခဲ့တဲ့ Bollywood ရဲ့အငယ်ဆုံးမင်းသမီးတွေထက်ကတယောက်ဖြစ်လာခဲ့ပါတယ်ထိုင်းမင်းသမီးဂျစ်ပီကထရာဟာ2019ခုနှစ်ကအဆိုတော် point piece နဲ့အိမ်အောင်ကြခဲ့ကြတာဖြစ်ပြီးအခုဆိုရင်သူတို့ရဲ့အိမ်အောင်တက်တန်းက6နှစ်ရှိပြီဖြစ်ပါတယ် ဒါပေမဲ့အခုအချိန်ထိကလေးမရှိသေးတာကြောင့်ပြည်သက်တွေကမေကွန်းထုတ်နေကြပါတယ်ဂျီပီယောတမရဲ့ခင်ဗိုယောကအသက်44နှစ်ဖြစ်တာကြောင့်အသက်ရွယ်ကြောင့်ကလေးမရနိုင်တာလားဆိုပြီးတော့မေးမြန်းခဲ့တဲ့အပေါ်ဂျီပကတမကလေးယူဖို့အစိတ်အဆင်သင့်မဖြစ်သေးကြောင်းနဲ့တမကအခုချိန်ထိကလေးမမေဆိုတဲ့အနေအထားကိုအများကြီးမသွေးရသေးတဲ့အတွက်ကြောင့်လို့ဖြေကြားခဲ့ပြီးခင်မုန်းကလည်းကလေးရှိမှဆိုတာမျိုးမတောင်းဆိုသလိုအိမ်အောင်ရေးကကလေးရှိမှခိုင်မြဲတာမျိုးမဟုတ်ပါဘူးနားလည်မှုကသာအဓိကပါပဲလို့ပြန်လည်ဖြေကြားခဲ့ပါရှင် တရုတ်ဆောင်နာအပြင်အဆိုပါတော်တဲ့တောင်ကိုရီးယားအဆိုတော်တရုတ်ဆောင်စူစီကိုထပ်မံပြီးတော့မတူညီတဲ့ပုံစံတစ်မျိုးအဖြစ် Fantasy Musical Film 2025 Snow White မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Disney Plus ကပထမအဆုံးအကြိမ်လေးနဲ့ Snow White Musical ကိုတောင်ကိုရီးယားရဲ့နာမည်ကြီးအနုပညာရှင်နဲ့ပူးပေါင်းတင်ဆက်မှာဖြစ်ပြီးတော့ပြဇာတ်ရုံတွေမှာ March 16ရက်နေ့မှာစတင်ပြသသွားမှာဖြစ်ပါတယ်။ဒါအပြင်စူစီက Snow White Musical Film မှာ OST တည်ဆိုမှုအနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ Snow White Musical ဟာတန်ဂူရီးယားရဲ့ပထမဆုံးဖြစ်တာကြောင့်စူဇီပါဝင်ရတဲ့အပေါ်ပြည်သက်တွေကချီးကျူးနေကြပါရဲ့ရှင်။တန်ဂိုရီးယားရဲ့ထိတ်တန့်မင်းသားဖြစ်တဲ့မင်းသားကင်ဆိုဟွန်ကမကြသေးခင်ကအဆုံးစီရင်ခဲ့တဲ့မင်းသမီးကင်ဆေရွန်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုလူမှုကွန်ရက်တီပေါ်မှာတစ်ခုပြီးတစ်ခုထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလိုထွက်ရှိလာတဲ့သတင်းတွေကြောင့်လက်တွဲလောက်ကန်နေတဲ့ကြော်ညာကုမ္ပဏီတွေမင်းသားပုံတွေကိုဖြုတ်ချခဲ့ပြီးတော့ရိုက်ကူးလက်ဆဇလန်တွဲတွေကိုလည်းရက်ဆိုင်ထားရတဲ့အနေအထားရှိနေပါတယ်။ထွက်ပေါ်နေတဲ့သတင်းတွေကတော့ကင်ဆေရွန်ဟာအသက်15နှစ်အရွယ်မှာအသက်28နှစ်အရွယ်ရှိတဲ့ကင်ဆိုဟွန်းနဲ့စတင်တွဲခဲ့ကြပြီးစစ်သူတပ်တန်း6နှစ်အကြာလက်တွဲခဲ့ကြပါတယ်။သူမအခက်ခဲဖြစ်နေတဲ့အချိန်မှာအကျွေးပြန်တောင်းခံရတာကြောင့်ကင်ဆေရွန်ဟာကင်ဆိုဟွန်းစီကိုမက်ဆေ့ချ်ပို့ပြီးတော့အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီစာထဲမှာအိုပါကင်ဆေရုံပါညီမကိုအကိုတရားစွဲထားတယ်လို့စာပို့လာတယ်။အကိုပြောတော့အချိန်ပေးမယ်ဆိုညီမကမ်းဘက်လုပ်ဖို့စူးစမ်းနေပါတယ်။အလုလက်ခံပြတာနဲ့ရတဲ့ပတ်စံကိုအကိုကိုတဖြည်းဖြည်းခွဲဆက်ဖို့စီစဉ်ထားပါတယ်။အကိုကိုပတ်စံပြတ်မပေးဘဲမနေပါဘူး။ဒါပေမဲ့ချက်ချင်းကြီးတန်း900ပေးဖို့တော့မဖြစ်နိုင်လို့ပါ။ညီမတို့ကြားထဲမှာတရားစွဲဖို့အထိလိုလို့လား။ညီမကိုကဲပါအောင်တောင်းပန်ပါတယ်အကိုရဲ့အချိန်ကလေးနည်းနည်းလောက်ထပ်ပေးပါဆိုပြီးတော့ရေးသားထားပါတယ်။ ကင်ဆင်ရောဟာကိုမက်ဒလစ်အေဂျင်စီမှအသွေး1,800ရှိခဲ့ပါတယ်။ဂိုးမက်ဒလစ်အေဂျင်စီဟာမင်းသားကင်ဆိုဟွန်ပိုင်တဲ့အေဂျင်စီလည်းဖြစ်ပါတယ်။2023နှစ်ကုန်နောက်ဆုံးထားပြီးတော့မပေးနိုင်ရင်ဥပဒေအရအရေးယူပြီးတရားစွဲပြစ်ဒဏ်ပေးမယ်လို့အေဂျင်စီကနေကင်ဆဲရွန်ကိုချိန်ချောက်ခဲ့တာပါ။ ကင်ဆင်ရွန်ဟာကင်ဆူဟွန်ကိုစာပို့ပြီးအကူအညီတောင်းခဲ့ပေမဲ့ကင်ဆူဟွန်ကအကြောင်းမပြန်လာကြောင်းသူမရဲ့ Instagram မှာသူတို့နှစ်ယောက်ပါချင်းကပ်နေတဲ့ပုံကိုတင်ပြီးတော့ reply ပြန်အောင်လုပ်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်ကကင်ဆူဟွန်ဟာ Queen Not Tear ထုတ်လွှင့်ပြသနေတဲ့အချိန်ဖြစ်တာကြောင့်ပရိသတ်တွေကကင်ဆေရွန်ကို attention လိုချင်တာကြောင့်လုတ်တယ်လို့ထင်ခဲ့ကြပါတယ် အဲ့ဒီပုံတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တခုခုပြောချင်တာရှိလားဆိုပြီးတော့ dispatch ကကင်ဆေရုံကိုဆက်သွယ်ခဲ့ပေမဲ့ကင်ဆေရုံကတော့သူဖြည့်ရှင်းစရာလေးတွေရှိလို့သူ့ဘက်ကအကြေညာချက်ထုတ်တာမျိုးမလုပ်ဘူးလို့ပြောခဲ့ပါတယ်။ကင်ဆေရုံဟာသူမကားတွေပိုင်ဆိုင်မှုတွေကိုရောင်းပြီးတော့တက်နိုင်တဲ့လောက်အကြီးဆက်ခဲ့ပါတယ်။ဒါပြင်ကင်ဆေရုံဟာကင်ဆူဟွန်းရက်မွေးနေ့မှာကိုကိုကိုအဆုံးစီရင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာတွေဟာအင်တာနက်ပေါ်ကတက်သေးတွေနဲ့တခုပြီးတခုတက်လာနေခဲ့ပေမဲ့ Kim So Hon Agency ဘက်ကတော့တရင်အမှားဖြစ်တဲ့အကြောင်းနဲ့တရားစွဲမယ်လို့ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။ YouTuber တယောက်ကလည်း Kim So Hon ဘက်ကမတောင်းပန်မချင်တခုပြီးတခုချပြမယ်လို့ကြေညာထားပါတယ်ရှင်။တပတ်အတွင်းနုပညာသတင်းတွေကိုကျမကျူချမ်းကတင်ဆက်ပေးခဲ့တာပါဒီတပတ်ဆက်လီ CD အစီအစဉ်ကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေပြည်သက်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်ကြပါစေရှင်